။လေပေါင်းတဲ့ဘွဲမှာဂုံးသိန်းနိုင်ခဲ့တဲ့ကိုညာရဲ့ခြေစွမ်းပေါ်အခုလိုတည်ပြောလာခဲ့တဲ့ရောဘတ်ကာလော့စ်ဘရိုင်းတန်အောင်မမေ့ပါဗျာမန်ချက်စတာဖောဆောင်ကနေပြန်လည်ကြိုလိုက်ပါရင်လေပေါင်းတဲ့ဘွဲစင်မှာကိုညာကမန်ချက်စတာနိုင်တဲ့အသင်းတွေကစားရခြင်းကဘွားကိုဆိုလိုတယ်ဆိုတာကောင်းကောင်းပြသသွားခဲ့ပါရင်အမြင်သာပေါ်ဖို့တခုတည်းအတွက်နဲ့ကစားနေရမျိုးမဟုတ်ပဲစစ်မှန်တဲ့ဆေးအားထက်သန်မှုနဲ့အသင်းအမှတ်ရစိအပေါ်ဆွဲလန်းယူသွင်းမှုတွေအတွက်အကောင်းဆုံးကစားပေးသွားရင်မန်ချက်စတာနိုင်တဲ့အသင်းလိုအပ်နေတာကလည်းဒါမျိုးကစားလာမှာပါဗျဒီစကားတွေကဘရာဇီးကနေနောက်ခံလို့ရောဘတ်ကာလော့စ်ကပြောသွားခဲ့တာပါ ရဘီရိုကာလို့စာဘောလုံးသမိုင်းမှာအကောင်းဆုံးနောက်ခံလူတွေကတူအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါရင်သူရဲ့ကစားမဘွားမှာရီယယ်မက်ဒရီဘရာဇီးအသင်းနဲ့တူအောင်မြင်မှုတွေများပြားရရှိခဲ့ပြီးကစားမတွေရဲ့စွမ်းဆောင်ရည်ကိုကဲဖျက်ရမှာသူရဲ့အမြင်အားလေးထားစရာဖြစ်ပါရင်သူကမာတီးယားကွန်ညာဟာလီဗာပူးနဲ့ပွဲဆက်မှာမန်ချက်စတာယူနိုက်တက်အတွက်ဆရာထက်တန်မှုအသင်းပေါ်ပေးဆက်မှုနဲ့စစ်မှန်တဲ့ကစားမစိတ်တွေကိုပြသခဲ့ရလို့ချီးကျူးခဲ့ပါရင်ဒီလိုချီးကျူးမှုဟာကွန်ညာရဲ့ကစားပုံရဲ့ထူးခြားမှုကိုလေးပေးဖော်ပြထားတာဖြစ်ပြီးမန်ချက်စတာယူနိုက်တက်လိုဖျားများတဲ့အသင်းသင်းမှာလိုအပ်တဲ့အရေးသွေးတွေကိုကွန်ညာမှာ င်တွေ့ခဲ့ရတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ Red ကလည်းဆက်မဲ့ချက်အယုံကြည်လက်ခံနိုင်စရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဘောလုံးလောကအတွေ့အကြုံဟာသူပြောတဲ့အမြင်တွေကိုပရိသတ်တွေအတွက်လက်ခံစေနိုင်တဲ့အခြေအနေမျိုးမှာရှိစေပါတယ်။ဒါပေမဲ့ဒီမဲ့ချက်ဟာလုံးဝပတ်မလိုက်ဘူးလို့ဆိုလို့မရပါဘူး။ဘရာဇီးလားချင်းချင်းဆက်နွယ်မှုကသူ့ရဲ့ချီးကျူးမှုမှာအော့ဆာအနေငယ်လွှမ်းမိုးနိုင်တယ်ဆိုတာထည့်သွင်းစဉ်းစားရပါပါ။ Red Carlos နဲ့မာတီယာကွန်ညာဟာဘရာဇီးသားတွေဖြစ်တာကြောင့်သူ့ရဲ့ချီးကျူးမှုမှာဘရာဇီးရင်ကျင်းမှုနဲ့ဘောလုံးကစားဟန်ရဲ့ထူးခြားတဲ့ဆွဲဆောင်မှုကိုသဘောကျတဲ့စိတ်နဲ့ပါဝင်နိုင်ပါတယ်။ဘရာဇီးဘောလုံးလောကဟာသမိုင်းတစ်လျှောက်နိမိတ်ရပိုင်းဆိုင်ရာကျွမ်းကျင်မှု ဖန်နေမှုရှိတဲ့ကစားဟန်နဲ့ဆေးအားထက်သန်မှုတွေနဲ့လူသိများပါရင်ပီလီ၊ဂါရင်ချာ၊ရနယ်ဒိုတို့လိုမျိုးကရဝင်ကစားသမားတွေဟာဒီလိုဘရာဇီးဘောလုံးလောကရဲ့အမှတ်အသားကိုကဘာကိုပြသခဲ့သူတွေပါရယ်ဒိုကာလော့စ်အနေနဲ့ကိုညာရဲ့ကစားအပေါ်မှာဒီလိုဘရာဇီးသားတွေရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုတွေ့မြင်ခဲ့ရတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီချီးကျူးမှုဟာဘရာဇီးသားအချင်းချင်းဆက်နွယ်မှုတစ်ခုတည်းကြောင်းလို့ပြောလို့မရပါဘူးကိုညာတပါဘူးလို့အင်အားကြီးအသင်းရဲ့ပွဲစဉ်မှာသူ့ရဲ့နီးစတစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုဘောလုံးထိန်းသိမ်းနိုင်စွမ်းနဲ့ကစားကွက်ဖန်နေနိုင်မှုတွေကိုပြသနိုင်ခဲ့တာကသူ့ရဲ့စွမ်းဆောင်ရည်ကိုထင်ရှားစေခဲ့ပါတယ်ရယ်ဒိုကာလော့စ်ရဲ့မက်ချ်ဟာဒီလိုခြေစွမ်းပေါ်ခြေခံထားတာဖြစ်ပြီးဘရာဇီးသားဖြစ်တဲ့စွမ်းအချ ချက်ဟာဒီချီချူးမှုရဲ့တစိတပိုင်းအနေနဲ့ပါဝင်နိုင်တယ်လို့ယူဆပါတယ်။ကိုညာမန်ချက်တာနိုင်တဲ့တိုက်စစ်ပိုင်းမှာရေးပါတဲ့ကစားမအတူပြင်ပွားထွက်လာခဲ့ပြီးသူ့ရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်းဟာရော်ဒိုကာလို့စ်ကိုတောင်ကျွေးဆင်းသွားစေခဲ့သလိုဘရာဇီးလားတိုက်စစ်ကစားသမားရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုပြသနိုင်ခဲ့ပါတယ်။ ီလိုဘောလုံးထိန်းချုပ်နိုင်စွမ်းဟာပေမဲ့ခံစင်စားမတွေကိုဖျက်ချော်နိုင်မှုကစားကွက်ဖန်နေနိုင်မှုနဲ့ကိုသိန်းကွင်းနေဖန်နေပေးနိုင်မှုအဓိကအချက်ဖြစ်ပါရင်ဒီပေါင်းနဲ့ပွဲစဉ်မှာကုညာရဲ့စွမ်းဆောင်ရာမန်ချက်စတာနိုင်တဲ့အတင်းအတိုင်းစစ်ပိုင်းမှာအဓိကအခက်ခဏကနေပါဝင်နိုင်ခဲ့တာကိုပြသခဲ့ပါရင်လီဗာပူးလိုအင်အားကြီးအတင်းတင်းဟာခံစင်ပိုင်းမှာအားကောင်းပြီးတော့ဖျားပေးနိုင်စွမ်းရှိတဲ့အတင်းဖြစ်ပေမဲ့ကုညာဟာသူရဲ့ခံစစ်ကိုကြက်ကလေးငယ်ကလေးကိုလုပြခဲ့ပြီးကစားကွက်ဖန်နေမှုတွေနဲ့အတင်းကိုအကျိုးပြုနိုင်ခဲ့ပါရင်ဒါအသူရဲ့နေစစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတာမကဖျားအောက်မှာစိတ်ရခိုင်မာမှုရှိတယ်ဆိုတာကိုလည်းတည်တည်ပြခဲ့ပါရင်ဒါအပြင်ကုညာရဲ့စိတ်အားထက်သန်မှုနဲ့အတင်းအတွက်အပြေးဝ ာပေးဆက်ကစားလို့လည်းသဘောထားဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုပုံမထင်ရှားစေခဲ့ပါရင်မန်ချန်နိုင်ကျတော့တင်းတီးတင်းမှကစားတာဖီးယားများပြီးပြိတ္တရရဲ့မျောလင်းချက်ကအမြဲတမ်းမြင်မာနေပါရင်ဒီလိုအချိန်မျိုးမှာကိုညာလိုကစားမတူအနေနဲ့သူ့ရဲ့စိတ်ဓာတ်နဲ့ကစားပုံမှာအသင်းပေါ်အစွမ်းကိုပေးဆက်ကစားခဲ့တာကတခြားသော United ကစားမတွေစီကိုလည်းဒီစိတ်တွေကူးဆက်စေခဲ့ပါရင်မန်ချန်နိုင်ကျဟာလည်းရှေ့ချိန်မှာအင်္ဂလိပ်ပရီးမီးယားလိမှာတသမတ်တဲ့စွမ်းဆောင်ရည်ကိုထိန်းထားနိုင်ဖို့ရုန်းကန်နေရတဲ့အသင်းတင်းဖြစ်ပါရင်အသင်းရဲ့အတိုင်းဆက်ပိုင်းမှာတခါတည်းရန်ဖန်နှီးမှုနေပါတော့ ကိုယ်တိုင်နိုင်စွမ်းနဲ့ပေါင်းမှုတွေရှိခဲ့ပြီးဒီလိုအခြေအနေမှာကိုညာလိုကစားမတူဟာအသင်းအတွက်အဖိုးတန်တဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်လာပါရင်ဒီပေါင်းတဲ့ပွဲစဉ်မှာကိုညာရဲ့စွမ်းဆောင်ရည်ဟာ United အသင်းအနာဂတ်အတွက်မျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်ပါရင်သူဟာလူငယ်ကစားမတူဖြစ်ပြီးသူရဲ့စွမ်းဆောင်ရည်ဟာနောက်ထပ်တိုးတက်လာနိုင်တဲ့အလားအလာတွေရှိနေသေးပြီး United ရဲ့ရိုးရာကစားဟန်ကိုပြန်လည်အသက်သွင်းပေးနိုင်စွမ်းရှိရလို့ယူဆမိကြပါမယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။